တတူးထိုးတာလည်းအဆောင်အဆောင်လေးလာလာတောင်းကြလာပူများလာကျွန်ပွင့်ရတဲ့ချာအပ်ပေးတယ်ကျွန်တော်စူတောင်းပေးတယ်ပြည့်သူ့ကိုတေချာမှားတယ်ကိုလည်းဖြစ်စီဆိုရဆရာတော့လည်းမဟုတ်ဒါမဲ့ဖယောင်းကိုသွားပါပါလို့ပင်ဒီသတိဆန်လေးတွေအစာကျွေးခွေးစာလေးတွေပြင်အိုက်ကန်တဲ့ကူခြေသွားပြီးတော့မသွားတဖြည်းဖြည်းမြင့်လာတေချာယုံယူတကယ်လုံးမဲ့လူပေါ့အဲ့လိုမျိုးလေးကျွန်တော်ရှင်းရအောင်တကယ်လုံးမဲ့လူပဲသွားလို့ဆိုတော့ဒါကျွန်တော်အမှုပညာရှင်နဲ့ဆိုကျွန်တော်ထိုးပြတာတယောက်ဆိုရင်သူကစုပ်ကောလက်ကောပွန့်လုပ် ပြီးဒါမဲ့ သူကလောတယ်သူကစမ်းမပွင့်တယ်တဲ့ပြောတယ်ပြောပြောရောစမ်းပွင့်ကြင်လောက်လာလေးရမယ်ဟုတ်ပါတော့အဲ့နောက်တည်းဆိုတော့မရအောင်အင်းဒီညာစာရည်လေးတဲ့အချိန်မှာဒီဂိုင်းရဲ့အဓိကဘာလဲဆိုတော့ခொနည်းသားသမီးတော့ကဲစေချင်တာအထက်ဂိုင်းဖြစ်တဲ့အိစာတရားမေဒီစီဂိုင်းတော်ဆိုတာအထက်ဂိုင်းဖြစ်တဲ့ခொနည်းသားသမီးတော့ကဲရမှာဂိုင်းပညာယူပြီးရင်လည်းခொနည်းသားသမီးတန်လန်တော့ကဲရအောင်အဲကျွန်တော်ဘာတော့ပြဘာတော့တွေ့လဲဆိုကျွန်တော်က လူပညာသမားဆိုတော့ခုနှစ်သားမိနစ်ပတ်စံကိုကျွန်တော်ယူခဲ့ရတာဗျအဲ့လိုတစ်ချက်ပြန်စဉ်းစားတာဘူးငါတော့ရှားနှစ်ပေါင်း20 30လူပညာလုပ်ငန်းလုပ်လာတယ်ပရိသတ်တွေအားပေးလို့ကျွန်တော်ရွှေ့ရှင်ရတယ်ဆိုကျွန်တော်စားရတဲ့ပတ်စံကခုနှစ်သားမိနစ်ပတ်စံအဲ့တော့ငါဒီခုနှစ်သားသမီးကိုတော့တန်းတန်းတော့ပြန်ကယ်ရအောင်ဆိုစိတ်ကလေးဖြစ်လာအဲ့မှာငါကိုယူရတဲ့ပညာကပထမ30 30ကျွန်တော်တစ်နှစ်ကျော်တော့မှဆရာ90ပေးတာ90ပေးတဲ့ကျွန်တော်မင်းလုံးမစလုံးလို့ရပြီကျွန်တော်ဘာလို့ရမှာလဲလို့မေးတယ်ဟိုကျွန်တော်တတူးထိုးတတ်တယ်ဆိုတော့မင်းတတူးထိုးတတ်ရင်တဲ့ချိုးတတူးဝါသနာပါတဲ့ ောင်းမလေးတွေကောင်းလေးတွေနဲ့အပွင့်စမတွဲပြီးတော့ထိုးပေါ့နော်အဲ့တော့အမင်းတို့စုပ်ပိုင်ကျုပ်ပိုင်တော့မပေးသေးဘူးအားဖျားကိုပေါ့ကိုးစုစရာကိုးစင့်ဖြစ်မှာရအောင်စုပ်ပိုင်ကျုပ်ပိုင်မပေးတော့ကျွန်တော်ဘာလို့တက်သူဆက်နဲ့တော့ထိုးရတယ်ဒါပေမဲ့ကျွန်တော်ကညစ်တန်တယ်အဲ့ကညစ်တန်တဲ့ကျွန်တော်ပြန်ပြီးဒီစမောက်ပြန်မန်းပေးရတယ်အဲ့လိုဆိုရင်ဘာဖြစ်မလဲစီးပွားပွင့်မလက်ပွင့်နောက်ပြီးတော့အဓိကကကျွန်တော်စီးပွားပွင့်လက်ပွင့်အဆောင်ပေးတာပထမတက်သူထိုးပြီးတော့အဆောင်ပေးတာချောကြတက်သူမထိုးရဲ့လို့ကြတော့အဆောင်မဲ့လိုချင်တဲ့ခါကျတော့အဆောင်လာရင်ပူများလား ဆောင်းကျွန်တော်တို့ကြီးပြားလေးမှာကြီးပွားအောင်ပေါ့နော်။ငါကျွန်တော်ဓာတ်တယ်ပေါ့။ကြီးပြားလေးမှာကြီးပွားအောင်ကျွန်တော်စမချပေးတယ်။ဒီစမလေးကိုကျွန်တော်လုတ်ပြေဆောင်ကျွန်တော်တေချာလုတ်လာတယ်။ကျွန်တော်ရှင်သုံးနေကဘာလို့လို့ရွှေရှင်ရရင်ကျွန်တော်တေချာရိုက်တယ်။လူပညာကိုလုတ်သေးဆောင်မဲ့တေဆောင်ကြိုက်တော့ကျွန်တော်တေချာလေးလာ။ဒီတိုင်းအခုကျွန်တော်လုံးအောင်မဲ့ဒီအလုပ်မှာလည်းကျွန်တော်တေချာလေးလာတော့။ဒီရလေးကိုကျွန်တော်သူများကိုပေးရမယ်။ဒီအဆောင်လေးကိုအရင်ဆုံးကျွန်တော်တိတ်ထိတ်တင်တရကျူပြီသူစီကဘာနေဘာနေနဲ့ဘာနေသားဆောင်းပါလဲမေးတယ်မေးရင်သူ့အတွက်ကျွန်တော်တညပတိစရာတညလုံးပတိစရာလည်းကျွန်တော်ဂါရထုံရတယ် ပြီးကျွန်တော်သူ့ကိုတိတ်ရှိတယ်။ပြီးသူ့လက်ထက်အပ်တဲ့အခါမှာလည်းမလုပ်ရလဲဆိုတော့သူ့ကိုကျွန်တော်ကတဏ္ဍာကုန်တီခိုင်းရတယ်။ပတိစိတ်ခိုင်း။ငားရကျွန်တော်ဖျောင်းနိုင်ပေးလိုက်အဲ့ငားရမသူပတိစိတ်ရအောင်။ဒီကျွန်တော်လုတ်ခိုင်းတာဒီလိုလုတ်အောင်။အဲ့တော့ကျွန်တော်ကျွန်တော်ရဲ့ဆောင်ဘာအဓိကဖြစ်သွားလဲဆိုတော့ခြုံပြီးပြောလိုက်ကျွန်တော်တဏ္ဍာကုန်ထုံခိုင်းတာ။ဖျားတရားကိုလုတ်ခိုင်းတာ။ဖျားတရားလုတ်ဖြစ်လာကျွန်တော်လည်းကုလို့ရအောင်။သူလည်းပိတ်နေကြတယ်။သူ့လိုလိုပွင့်လာ။အဓိကဖျားတရားမေ့တယ်တော့မလို့ဖြစ်ကြတာလူတွေကဟိုစီးပွားရေးမကောင်းတဲ့ခါကျတော့ငါစီးပွားရေးဆိုင်ရောမကောင်းရိုင်းရောမကောင်းမှဖြစ်တော့ ဒီဖះတရားလုံးမမေ့နေတာကျွန်တော်ပြောလိုက်တဲ့ခါမှာသူကခေါင်းတော့အော်ငါဖះတရားလဲတွဲလို့အောင်မလားဆိုတာဖြစ်သွားတယ်မသူတို့ဒီအနေနဲ့မှာကျွန်တော်က90ရာခိုင်နော်သူတို့ကထပ်ပြီး90ရာလုံးကြိုးစားလိုက်တဲ့ခါမှာဒီဟာလေးကပို့ပြီးတော့တဖြည်းဖြည်းအစဉ်ပြေးလာတော့အဲ့တော့ခုနကညီမလေးမေးသလိုပဲဒီ line မှာဘာဖြစ်သွားလဲဆိုတော့တတူးထိုးတာလည်းအဆောင်အဆောင်လေးလာလာတောင်းကြလာပူများလာအဲ့ကျွန်တော်တန်းနေတော့လှုပ်ပြီးပါကျွန်တော်ကတော့ဟိုဒယ်လီနဲ့လမ်းမှာလေကွာအဲ့ကျွန်တော်ကတော့ဒါရောင်းစားလို့ကျွန်တော်ရောင်းစားမှာပေါ့ကျွန်တော်ဖြစ်နိုင်ကိုလိုင်းလာယူစေချင်ကိုလိုင်းလာယူမှသူ့လက်ထက်ကိုကျွန်တော်အပ်လို့ရတာပေါ့ ျွန်ပွင့်ရတဲ့ချာအပ်ပေးတယ်ကျွန်တော်ဆူတောင်းပေးတယ်ပြင်သူ့ကိုတေးချမှားတယ်ဖယောက်ကိုသွားပါပါလို့ပြင်ဒီသတိဆန်လေးကိုအစာကျွေးခွေးစာလေးကိုကျွေးပြင်အိုက်ကန်တဲ့ကုန်းခြေသွားပြီးတော့မသွားတဖြည်းဖြည်းမြင့်လာအော်ကျွမ်းမေးတယ်ဟာ TikTok ကလူမျိုးစုံလာတာပေါ့နော်ဒီဆောင်ဟုတ်တယ်မင်းအခုပေးမနဲ့ပြန်ရှမ်းတော့မလားမနဲ့ပြန်ဒီပေါက်မှာအဲ့လိုတွေကွာမေးတဲ့လူကြီးရှိတယ်ချစ်ချင်းရောက်တော့ဘယ်ဆုံးမယ်မလဲဟုတ်တယ်မကိုလည်းဖြစ်စီဆိုရဆရာတော့လည်းမဟုတ်ဒါမဲ့ဖြစ်လာမှာကိုအလုံးတလောက်ဖြစ်မှာတောင်းလောက်တော့မရဘူးကိုရဲ့ ကိုခံယူရတဲ့ဟာရတူကတောင်းတိုင်းတောင်းလောက်ရလူတိုင်းတောင်းနေမှာပေါ့ဗျာအဲ့တော့တောင်းတော့တော့မရအောင်ဖမ်းမယ်ကိုလုတ်တော့ရမင်းဘယ်လောက်လုတ်မှာကိုပေးအထိတ်တောင်တကယ်ငားရလို့တက်တက်လို့လို့စားပြီးတော့လူငားရလုံးဝလူပြောမယ်ရှစ်ပါးဒီလာယူတကယ်စိတ်မှာစိတ်ရင်အဲ့ငားရတော့ဒီချက်မှကအကျိုးပေးမှာပဲတေးကြတယ်အဲ့ခုနပြောလို့ချက်ချင်းရတော့ဒါဘယ်ရမစို့မလွယ်ဘူးပေါ့နော်အဲ့ဒါလေးတော့ဒါကြုံလို့ရှင်းပြတာပါ အဓိကတော့ဖရာတရားလောက်တာအေးချမ်းတာမို့လို့အမကိုရိုင်းလည်းအဲ့လိုအရင်တော့ကတော့အမလုတ်ဖြစ်တယ်ဒါပေမဲ့ကြားထဲမှာအဲ့လို live တွေလွှင့်နေအချိန်တော့မလုတ်ဖြစ်လိုက်တာတော့တော့ကြာပြီပေါ့အခုအကိုဖရာတရားပြန်လောက်တော့မှအမပြန်လုတ်ဖြစ်တာပေါ့နော်ဒါတော့မှနည်းနည်းချင်းစီပေါ့အခုတဖြည်းဖြည်းနဲ့တော့အဲ့လိုလုတ်လာဆိုတော့အကိုဖရာတရားလောက်တာလည်းအမဟိုအပျော်ပါတတ်ဆိုင်ပေါ့နော်ဖရာတရားလောက်တော့ပို့ပြီးတော့အမ မတော်လည်းကောင်းတယ်သူ့အတွက်လည်းကောင်းတယ်ပေါ့နော်ဒါသူ့ဘက်ကနေတော့မင်းသားတယောက်ဖြစ်ပြီးတော့ဒါလည်း900သားသမီးပြန်မြို့ကဲပေးနိုင်တဲ့အတွက်လည်းမအများကြီးဟောကောင်းပါတယ်အမအဆောင်ဘယ်လောက်လောက်ရအောင်အများကြီးအမ်ရှိပါတော့နင်ရဆယ်ယောက်ဝန်းကျင်ဟိုတော့ဆယ်ယောက်ကျော်အောင်တော့ရှိမော။ဒါကျွန်တော်ထိန်းသိမ်းပြီးရောင်းနေဆိုတော့တင်းနေချို့ချို့ဆို online အများကြီးမှားကြတယ်အများကြီး။ပို့ပေးလိုက်ပါတယ်သူတို့မလာနိုင်လို့ဆိုတော့ကျွန်တော်ချို့ကကျွန်တော်မပို့ဘူး။ဟောလို့ဆိုတော့လူကိုယ်တိုင်မလာအဆင်မပြေဘူးပေါ့နော်။အဲ့ဒါတစ်ချက် တေးစားယုံယူတကယ်လုံးမဲ့လူပေါ့အဲ့လိုမျိုးလေးကျွန်တော်ရတယ်။ကိုကတကယ်လုံးမဲ့လူပဲတို့ကလုတ်ပေးရတယ်။ဒါကျွန်တော်ကျွန်တော်စကားပြောနေတာတော့ပြောပြီးတော့ကျွန်တော်တို့ပြောတို့စိတ်ထဲမှာရှင်းသွားပြီးတော့မှကျွန်တော်တခြားလုတ်ပေးရတယ်။ လောက်တာလည်းအနည်းနဲ့မြောင်အနည်းနဲ့မြောင်အကျိုးပေးမြန်အောင်တော့ကျွန်တော်လုပ်ပေးတာပဲ။ဒါပေမဲ့ဒီဟာကအမကသူ့ပြောထားတာပေါ့နော်။ဒီအလုတ်ကတကယ်ကသူရုပ်ရှင်ရိုက်တဲ့အလုတ်နဲ့ပဲအမတို့ကဒီဟိုဟာဖြစ်တာပေါ့နော်။တုံးဆွဲတာပဲ။အဲဒီအခုသူဒီစမဒီအဆောင်လေးလုပ်ပေးတယ်။ဒီခရီးသားတွေနဲ့ပတ်သက်တဲ့ရတဲ့ပတ်စံကသူ့ပဲတင်တာတင်ထားပြီးတော့လိုလိုအပ်တဲ့နေရာတွေမှာသူပြန်လှူတာပေါ့။အမတို့ဒီပတ်စံကိုတုံးပေါ့နော်။အဲလိုအပ်တဲ့နေရာတွေမှာပြန်လှူတဲ့နေရာမှာပဲတုံးတယ်။အဓိကအမတို့ဒီစာဝင်နေရွယ်လောက်တာမဟုတ်ဘူးပေါ့နော်။ဒါလေးတစ်ခုတော့ သိစေချင်လို့ပြောပြ။အာ feedback လေးတော့ဘယ်လိုပြန်ကြားရအောင်။အဲကြားပါတချို့ဆိုရင်ကလာဦးဒါကျွန်တော်အနုပညာရှင်နဲ့ဆိုကျွန်တော်ထိုးပြတာတယောက်ဆိုရင်သူကစုပ်ဘောလက်ကိုပွန့်လို့ပြောဒါပေမဲ့သူကလောတယ်သူကစမ်းမပွန့်တယ်တဲ့ပြောတယ်။ကိုကြီးလည်းသူကျွန်တော်ကျွန်တော်စမ်းတယ်အရင်ပွန့်တယ်။အခုကရှောင်ကြီးလေးလို့ကြည့်ချင်တယ်လို့ပြောတာ။ပြောပြောရအောင်စမ်းပွင့်ကြရအောင်ဒါလေးရမယ်။ဟုတ်ပါ။အိမ်တော်တယ်ဆိုတော့မရအောင်။အိမ်တော်တယ်ရတာမျိုးစုံတွေ့ရပါတယ်ဒီမှာဒီ ကိုနေသားနမီကဲတဲ့အလုပ်ကိုလုပ်ကြည့်မှာမလွယ်ဘူးဆိုတော့ကျွန်တော်သိရတယ်ဗျာမျိုးစုံလားသူတို့စီလာမအပူတွေအများကြီးပဲချို့ဆိုလဲအိမ်တော်အင်းစင်ပြီချို့ဆိုလဲယောက်ျားစင်းဝါလို့ချို့ဆိုလဲပစ္စည်းပြောက်လို့ချို့ဆိုရင်လဲနော်ပစ္စည်းပြောက်တာပြန်မတွေ့လို့အဲ့လိုပြန်ပြောက်လုပ်ပေးလာအဲ့လိုအဆူဆန်းနေပြန်လာဒါသေးကြတော့အပူတွေလာတော့ဗောသူတို့အပူတွေကပြန်ဖြည့်ရှင်းပေးရအခါကျရှင်ပြားမဟုတ်ဘူးကျွန်တော်ဒီအကျွေးတောင်းပါတောင်းတော့ကျွန်တော်မလုပ်ဘူးကျန်စည်းပွားပွင့်လက်ပွင့်ကမ်ပိန်းရာလေးတွေစိုင်းလေးတွေရောင်းကောင်းတဲ့ဒါမျိုးလေးတွေပဲကျွန်တော်တန်းနိုင်တာဒီ9လောက်လေးပဲကျွန်တော်လုပ်ပေးတယ် ဆုံးမယ်ပေါ့မလုံးနဲ့တော့တော့အများကြီးရောလားဆုံးလဲဆိုရင်ကိုတက်တိကိုစတော့အဲအဲ့လိုဖြစ်ရမယ်အဲ့လိုဖြစ်နေရတယ်